ဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျာကျွန်ကြီး channel ကျိုးစောပါလေဗျအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံတော်နေလေးဖြစ်ပါစေအဲတနင်္လာအင်္ဂါပို့ထုတ်မှုမကြောပြတာတနင်္လာအင်္ဂါတော့မလာသေးဘူးနော်နောက်ပြန်ကြည့်မယ်လာမလားနောက်ပြန်ပို့ထုတ်မှုပို့ထုတ်မှုကဏ္ဍလည်းရှိရနော်ပို့ထုတ်မှုဟောတနင်္လာအင်္ဂါအားတော့ပြတ်သွားပြီနော် ပြတ်သွားပြီဆိုတော့ဒီလိုအင်္ဂါနှစ်ရက်မွေးလေးရတစ်ပြီးတာနော်ဟာလာတစ်ပြီးတဲ့တဲ့နဲ့ကျွန်တော်ပြီးတာဟုတ်တယ်တင်းလာအင်္ဂါတစ်ပြီးတာတက်ကမလာလိုက်ဘူးโอเคအခုဗုဒ္ဓဘုမကျော်ထီလဲပြီးတာနက်ပြန်ထီလိုက်ချင်လဲလိုက်ပေါ့ဗျာမလိုက်ဘူးဆိုရင်လဲအခုကျွန်တော်ပြီးတဲ့ကဏ္ဍလေးနှစ်ရက်တစ်ချိန်နှစ်ရက်တစ်ချိန်လေး เนาะအားလေးလာပြောတော့ချင်းဒီဘုရောကြိုင်းနေတဲ့ရင်တော့ထိုးပေါ့မကြိုက်ရင်လည်းဘုတော်မကြောလည်းထိုးထိုးပေါ့โอเคကျွန်တော်တော့လေးပင်ရိုက်လေးပင်ရိုက်ဒီဟိုကွန်းကတိတ်ပြီးတော့အာယုံနေမရတာတဲ့ဟိုကနှစ်ပင်ရိုက်ဟာလေးတွေကိုတောက်လျှောက်ထွက်နေတယ်ဆိုတော့နှစ်ပင်ရိုက်လေးတော့တင်လိုက်တယ်တော့ပြောင်းပြီးတော့တင်ပစ်လိုက်တယ် ်တခုမဟုတ်တခုမထွက်ဘူးဆိုဘာလို့အောင်ပေးတော့ကျွန်တော်မလိုက်စီစဉ်ဘူးနော်မလိုက်စီစဉ်ရှင်းရှင်းပြောရင်တော့โอเคစကားတွေပြောတာ short ပုံကျွန်တော်ကြိုက်ရင်တော့ထုတ်ပေါ့အခုဒါလေးရောဒါအချင်းအချင်းတစ်ခုနဲ့ကျွန်တော် break လေးကျွန်တော်ပြအောင်နော်အချင်းတစ်ခုနဲ့ break လေးဆိုတော့စိတ်ဝင်စားမယ်ထင်လို့မဟုတ်ဘူးဒီဘက်က break ဒီဘက်ကအချင်းတစ်ခု ်ဘယ်ဟာလဲဆိုကြည့်ကိုယ့်ရဲ့ရှိရဲ့နှလုံးပေါင်းချင်းခွန်ပါတယ်ခွန်နှက်ခက်ကတုံညခွန်တုံညအချင်းခွန်တုံညအချင်းထွက်မယ်ဒီမှာဟုတ်နော်နောက်တစ်ခုက9ရဲ့6ရဲ့နှလုံးပေါင်းချင်း1တင်းနှက်ခက်က8တစ်ရှိချင်းတစ်ရှိနဲ့ခွန်တုံညနဲ့ဒါ လေးခွက်လည်းရှိမှာပေါ့နော်တရှိရခွန်တုံညာချင်းကျွန်တော်အဲ့လိုမျိုးချင်းနေတာမဟုတ်ဘူးဟုတ်ပြီနော်တတိယကျွန်တော် break တမားဆိုတော့ break နဲ့ပဲကျွန်တော်ပြန်ပြီးခံခံလိုက်9နဲ့6နဲ့နှလုံးပေါင်းရင်တက်တက်ပါဝါ6တက်6 break ဒီလေးလုံးကိုတက်6 break ဟုတ်နော် ဟုတ်ပြီဘာရှိမလဲတစ်နဲ့ခွေမလားတစ်တုံညာရှိမလားတစ်တစ်ဘရစ်ကို6ဘရစ်ကတစ်5ရှိမလားရှစ်ဆိုရင်ရှစ်3ရှိမလားတစ်ဘရစ်ရှစ်ရှစ်ရှိမလား6ဘရစ်ခွန်ဆိုရင်ခွန်၄ရှိမလားခွန်9ရှိမလားဟုတ်နော် ဘက်မှာဝင်ရလိုက်မယ်ဘာထွက်လဲဒီမှာရှစ်ရှစ်ထွက်တယ်နော်ကောင်းမြန်ကြီးလိုက်တော့မဒီဘက်မှာရှစ်ရှစ်ဆိုပြီးထွက်အော်နော်ဆက်ကြည့်အောင်ဒါတခြားကာလာထည့်လိုက်မယ်နော်6နဲ့9နဲ့နှလုံးပေါင်းရင်3ပါတယ်3နှစ်ခါက9 3 5ဆိုတဲ့အချင်း သုံးကားအချင်းဟုတ်ပြီနော်9နဲ့6နဲ့နှမောင်းနေတဲ့တက်နှက်ကရှစ်တရှိဖြစ်တယ်လို့ဒါကြအပြာနဲ့လုပ်လိုက်မှာ9နဲ့4နဲ့နှလုံးပေါင်းခြင်း9ပါတယ်9ကက6 9 6ချင်း9 6ချင်း3ငါချင်းဟုတ်ပြီနော်ဟုတ်ပြီပြိတ္တကဘယ်လိုလဲ9နဲ့6နဲ့နှလုံးပေါင်းခြင်း1 1ပါဝါ6 1 6ဖြစ်တယ်လို့ 9နဲ့9နဲ့နှလုံးပေါင်းကြီး2ပါ2နှစ်ပါဝါခွန်2 complete โอเคအဝေး2 complete ဘာ၄လဲတခွေကြည့်မယ်6 6ပါမယ်3ပါ2 complete 6နဲ့ဆိုရင်ကိုကိုတုံးကြည့်မယ် ခွန်ရှိမယ်ကိုရှိရှိမယ်6နဲ့ဆိုရင်6 6ရှိမယ်6 7ရှိ3နဲ့ဆိုရင်3 9ရှိမယ်3ရှိမယ်7နဲ့5နဲ့ဆိုရင်5ခွန်ရှိမယ်ငါနဲ့စီဟုတ်ပြီ ပါတယ်ဒီမှာတစ်ချောင်း6တည်းဆိုပြီးပါ6တည်းတစ်ချောင်းโอเคနောက်ဆုံးမှာကျွန်တော် AI ကဏ္ဍများမှာဆိုနောက်ဆုံးမှာတူတဲ့ဟာတူလို့မို့ကျွန်တော်เนาะစိတ်မညစ်သွားနေအောင်ကဏ္ဍတွေအများကြီးတော်ပါပြီဆိုပြီးတော့ဟုတ်ပြီစက်ကြီးဟာဒီကကျွန်တော်ဓာတ်တွေချမိတော့เนาะပြိဋ္ဌာန်ဒီဘက်ကဟာနဲ့ဘာပါလဲဆိုတော့ပြောလိုက်တော့เนาะ အဲ့လောက်ဆိုတချို့တဘောပေါက်ပါစက်ကြီးဟာ6နဲ့9နဲ့နှလုံးပေါင်းရင်3 3နဲ့ကကက3 5ဖြစ်တယ်လို့7နဲ့10နဲ့နှလုံးပေါင်းရင်9ပါ9နဲ့ကက6 9 6ဆိုတဲ့အချိန်အားရ9နဲ့4နဲ့နှလုံးပေါင်းရင်9 9နဲ့ကက6 9 6ဖြစ်တယ် နဲ့နဲ့တင်းနဲ့နှလုံးပေါင်းရင်၃မှာ၃နှစ်ခက်က၅၃၅ဆိုတဲ့အချိန်၆ဆိုတဲ့အချိန်ဟုတ်ပြီဗလိကပါ၅နဲ့9နဲ့နှလုံးပေါင်းရင်နှစ်နှစ်ပါဝါကနှစ်ခုဖြစ်တယ်လို့နှစ်နဲ့6နဲ့နှလုံးပေါင်းရင်8ပါ8ပါဝါ၃8 3ဝါဗလိ8 3ဗလိထွက်လာဒီမှာ8ဗလိထွက်တယ်9ဒီမှာ9 9 9လည်းပါဒီမှာ9 6 9 6 8 3 8နှစ်ခက်က10ဆိုရင်တော့ဒီမှာပါအောင်မှာ9 6ကပါအောင် ဟုတ်နော်ကျွန်တော်ဝင်းဟိုအရင်မခွေးပြတော့ကိုကိုစုပြီးတချိန်မဲရေးလိုက်တော့ဟုတ်ပြီစကြည့်အောင်ရှင်းနေတဲ့နဲ့နှလုံးပေါ်ညကိုကိုအကကကြောက်ကိုချောက်ဖြစ်တယ်လို့ကိုနဲ့ကိုနဲ့နှလုံးပေါ်ညရှင်းရှင်းတဲ့ကကတိရှင်းတဲ့အချိန်ဟုတ်နော်နဲ့နဲ့တဲ့နဲ့နှလုံးပေါ်ညတုံတုံကကကငါ၃၅အချိန် ောက်ပြီးနောက်က၃၅ချင်းဖြစ်တယ်လို့၉နဲ့၇နဲ့နှလုံးပေါင်းချင်းခွန်ပါတယ်။ခွန်နှက်ကက၃ညခွန်၃ညချင်းခွန်၃ညချင်းနဲ့၈တချင်းဟုတ်ပြီနော်။ break ကဘယ်လိုလဲ၉နဲ့၉နဲ့နှလုံးပေါင်းချင်း၈ပါ၈ပါဝါ၃၈၃ break ၈၃ break 3ပြိ3ပြိထွက်3ပါ10ပြိဒီမှာ6နှစ်ပြိ8 8ဟုတ်ဒီမှာခွန်တုံညာတက်တက်ထွက်တယ်ခွန်8ဆိုပြီးဒီမှာလာပြီးထွက်နေတယ်เนาะ8ပြိတော့ရှိတယ်ဒီနေ့ခွဲရတယ်မပါဘူး8ပါဝါ3ဆိုပါဝါဆိုရင်တော့ဒီကောင်9 9ပါဝါ4ဆိုရင်ဟုတ်ပြီ ုံ3ပေါင်ဝါ8ဆိုရင်3ပေါင်ဝါ8ဆိုရင်ပါလေတချောင်းမဟုတ်တယ်ဒီမှာခွန်ပေါင်ဝါ2ဆိုရင်မအဆိုရင်ဒီကောင်တစ်ခုအောင်ပေါင်ဝါတစ်ခုအောင်နက်ခတ်အဲ့လိုနောက်ဆုံးတော့ကျွန်တော်တစ်ချက်တူတဲ့ဟာတော့ပြအောင်နော်အဲအဆိုရင်ဒီကောင်မှာ8 8 8ပေါင်ဝါ3လို့ပြောခဲ့မှာဆိုရင်3 5ဆိုဒီမှာအကျုံးလုံးဝင်ပါပဲနော်ဟုတ်ပြီပြောက်တော့ရင်ဟဲ့35ဆိုဂျုံကောင်ရောပြီးဒါခဏထားလိုက် ောက်ထပ်သူစက်ကြည့်အောင်ကိုယ်နဲ့ကိုယ်နဲ့နှလုံးပေါင်းခြင်းရှစ်ရှစ်နှစ်ကကတိရှစ်တိဖြစ်တယ်လို့နှစ်နဲ့သုံးနဲ့နှလုံးပေါင်းခြင်း၅ပါလေ၅နှစ်ကကသုံးဟုတ်ပြီနော်နှစ်ခတ်ကြည့်တယ်ပြောတာဆိုနှစ်ခတ်ပဲကျွန်တော်စီလိုက်မယ်၅နှစ်ကကသုံး၅သုံးဟုတ်ပြီ၅သုံး၅သုံးတစ်လုံးချိန်ပေါ့ဗျာနောက်တစ်ခုကကိုယ်နဲ့ရှင်နဲ့နှလုံးပေါင်းခြင်းခုနှစ်ခတ်ကသုံးညခုသုံးညအချိန်ဖြစ်တယ်လို့6နဲ့7နဲ့လူလို့ပါ ဟုတ်ပြီမတူတဲ့6နဲ့8နဲ့နှလုံးပေါင်းရင်4ပါ4နှစ်ခက်ကနဲ့4နှစ်ချင်း4နှစ်ချင်းနှစ်ပါတယ်5 3ချင်းဒီမှာ5ရော3ရောဟုတ်ပြီပရိက္ခ9နဲ့9နဲ့နှလုံးပေါင်းရင်8 8ပါဝါ3 8 3ဖြစ်တယ်လို့6နဲ့9နဲ့နှလုံးပေါင်းရင်10ပါ10ပါဝါ6 16ပရိက္ခ16ပရိက္ခဟုတ်ပြီနော်ပါထွက်တယ်ဒီမှာ6 5ထွက်တယ်ဒီမှာ9 3ဆို3 3လည်းထွက်တယ် ok thì nó nguyên như vậy mỹ đồ nó thì mà thì mà thì mà rồi nó nguyên nguyên thì mà rồi ngã đông đông bảo hòa xịn này rồi nó nhị nhả rồi nó ok sẽ chưa nên là tôi nên là lông bao nhiêu ngã ngã là cả cả tôi ngã đông phía đầu luôn ngã này tên này là lông bao nhiêu chậu mà chậu là cả cả cô chậu cô số đấy chính chậu chậu thuật được cô thuật đấy nó không biết 6နဲ့8နဲ့နှလုံးပေါင်းခြင်း4 4နဲ့ခက်ခါနဲ့4နဲ့ဖြစ်တယ်လို့6နဲ့3နဲ့နှလုံးပေါင်းခြင်း9 9နဲ့ခက်ခါ6 9 6ချင်း9 6ချင်းနဲ့9 6ချင်းဒီနေ့ရတော့မှာ9 6ချင်းနဲ့ထားမယ်6 9ချင်း9 6ချင်းအတူလို့နော်ဟုတ်ပြီ6နဲ့1နဲ့နှလုံးပေါင်းခြင်းခွန်ပါခွန်ပါဝါနဲ့ခွန်နဲ့ဘရိခွန်နဲ့ဘရိ9 6ပါပါဒီမှာ6 6 ဟုတ်နော်ဒီမှာ66ဆိုပြီးဟုတ်နေပုံပြီးဆက်ကြည့်အောင်6နဲ့3နဲ့နှလုံးပေါင်းရင်6 6နှစ်ခါကကို69အချင်းဖြစ်တယ်လို့တင်းနဲ့9နဲ့နှလုံးပေါင်းရင်3ည3ညနှစ်ခါကကို3ညခွန်အချင်း3ညခွန်အချင်းဟုတ်နော်နောက်ဒီမှာ 9နဲ့1နဲ့နှလုံးပေါင်းခြင်း6အရင်မပြောဘဲနဲ့နော်9နဲ့1နဲ့နှလုံးပေါင်းခြင်း6 6နှစ်ကပ်ကောက်69ဖြစ်တယ်လို့တဲ့7နဲ့7နဲ့6နဲ့နှလုံးပေါင်းခြင်း4ပါတယ်4နှစ်ကပ်ကနဲ့4နဲ့ချင်းဘယ်ဟာအင်းလားလာလက်ကကိစ္စတော့မပြောနော်ဒီမှာဟိုဘက်ဒီဘက်နှလုံးကတော့နှလုံးပါပဲအတူတူပဲ6နဲ့1နဲ့နှလုံးပေါင်းခြင်းခွန်ခွန်ပါဝါနဲ့ခွန်နဲ့ ပရိဖြစ်တယ်လို့တင်းနဲ့ခြောက်နဲ့နှလုံးပေါင်းချင်းခွန်ပါပဲခွန်ပါဝါနဲ့ခွန်နဲ့ပရိပါခွန်နဲ့ပရိနာနဲ့ပရိထွက်တယ်ဟုတ်နော်ဆက်ကြည့်အောင်ရှင်းနဲ့ခြောက်နဲ့နှလုံးပေါင်းချင်းလေးဒီမှာကနေဟိုဘက်ဒီဘက်ခြေရနော်လေးလေးနှစ်ခက်ကနဲ့လေးနှစ်ဖြစ်တယ်လို့ဒီမှာနှစ်နဲ့သုံးနဲ့နှလုံးပေါင်းချင်း၅ ငါးနကကသုံးငါးသုံးအချင်းဖြစ်တယ်လို့ငါးသုံးချင်းအခုတော့ဗာလဲငါးငါးလဲထွက်တယ်သုံးလဲထွက်တယ်တင့်နဲ့ကိုနဲ့နှလုံးပေါင်းခြင်းသုံးညသုံးညနကကကောသုံးညကောဖြစ်တယ်လို့သုံးညအဲ6ရဲ့နှလုံးပေါင်းခြင်း6 6နကကကို6 9 6ကိုအချင်းဒီနေ့တော့6ကိုအချင်းဒီမှာကိုလဲထွက်တယ်ဟုတ်ပြီပရိက္ခတင့်နဲ့6နဲ့နှလုံးပေါင်းခြင်းခွန် ခွန်ပါဝါနဲ့ခွန်နှစ်ပြိဖြစ်တယ်လို့သုံးညရဲ့၅ရဲ့နှလုံးပေါင်းရင်၅ပါ၅ပါဝါသုံးည၅သုံးညပြိ၅သုံးညပြိဟုတ်နော်ပါထွက်လဲဒီမှာ၅ရော၃ရော၃၅ဆိုပြီးထွက်တယ်ဒီမှာ၃နှစ်ဆိုပြီးထွက်တယ်နော်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ဒီမှာ နှစ်နဲ့သုံးနဲ့နှလုံးပေါင်းရင်ငါးနှစ်ကကသုံးငါးသုံးဖြစ်တယ်လို့သုံးညသုံးနဲ့ခုံနဲ့နှလုံးပေါင်းရင်သုံးညပါသုံးညနှစ်ကကခုံသုံးညခုံဟုတ်ပြီသုံးညခုံချင်းနောက်တော့က6နဲ့သုံးညနှလုံးပေါင်းရင်6 6ကကကို6 9အချင်းဖြစ်တယ်လို့ခုံရင်နေရခုံရနှလုံးပေါင်းခြင်းဟမ်နေရငါးနှလုံးပေါင်းခြင်း နဲ့နဲ့နှစ်ခါကလေးနဲ့လေးအချိန်ခွန်3ညနဲ့လေးဟုတ်ပြီပရိက3ညရဲ့9ရဲ့နှလုံးပေါ်ကျင်း9 9ပါဝါ3ည9 3ညဖြစ်တယ်လို့နေ့ရခွန်ရဲ့နှလုံးပေါ်ကျင်း9ပါတော့9ပါဝါလေး9လေးပရိပြန်တုံးကြဒီမှာလာပြီးတော့ဘာလို့ဩဒီမှာတစ်ချက်လေးတူတဲ့ဟာကိုကျွန်တော်ရှားထားတာဗျာဒီက လာပြီးတော့ပါဝါကျွန်တော်စုံစော့ကြည့်လိုက်တော့ပါဝါခွန်ပါဝါနှစ်ဆိုရင်ခွန်နဲ့ချင်းဟုတ်ပြီဒီကောင်ပါဝါပဲစော့ကြည့်အောင်တူတဲ့ဟာကိုကျွန်တော်ရှာထားပါခနဲ့ဟောဒါနော်ရှစ်အတူအောင်ခွန်နဲ့ချင်းတက်တက်ကထွက်တယ်နောက်ပါ3ရှစ်3ရှစ်ဆိုရင်6တက်ရှစ်ကထွက်တယ်ဒီမှာနော်ဟုတ်ပြီ အဲ့တော့96 9ပါဝါ4တော့ဟို99 99ကတော့ထွက်တာထွက်တာဟုတ်ပြီနော်အဲ8ပါဝါ3ဆိုရင်8ရော3ရောထွက်လို့ပေါ့ဗျာ73 73 break ဒီမှာ35ဆိုပြီးတော့ပြီးဒါဆို5ပါဝါ3ညဆိုရင်5တုံညဆိုဒီမှာ6 65ပါတယ်တော့ဒီမှာ5နဲ့6 16 break ကိုအော်ဒီမှာဒီမှာ65ဟုတ်ပြီနောက်က6ပါဝါ1 6 1နှစ်ရက်တော့မှာ6 1ချင်း ဒီမှာ6ရောတရောထွက်တယ်ခုနှစ် break ဒီမှာ66ခုံ break ထွက်တယ်ဟုတ်ပြီနော်ဟုတ်ပြီဒီမှာ3ညပါဝါ5 35အချိန်35အချိန်ဆိုရင်ခုနှစ် break ကဒီမှာတူပါ3ညနဲ့ဒီမှာ3ညနဲ့တူပါပါတယ်ဒီကောင်လို6ပါဝါ1 6တက်အချိန်6တက်တင်53ဒီမှာ3နဲ့တူပါ6တက်ကအဲဒီမှာ6တက်လာအဲ6တက်အချိန် 6 9အကြောင်းကိုကျွန်တော်ယူထားတော့ပြထားလိုက်ဒီမှာဆိုရင်နှစ်ပါဝါခွန်နှစ်ခွန်ဘယ်လိုပဲဖြစ်ဒီဘက်ကဟာနဲ့မညှိဒီဘက်ကဟာနဲ့ညှိတာနဲ့ break နဲ့တွဲပြီးခွေတာဗျာပြောချင်တာဒါဆိုရင်နှစ်ပါဝါခွန်နှစ်ခွန်3ည6လေး break 6ကွက်ပဲရှိမယ်ကျွန်တော်တူရဲအဲ့တော့ဘာဖြစ်လို့တော့ဒီမှာ ခွန်တူတဲ့ဟာကိုကျွန်တော်အဓိကထားလိုက်ရင်တော့ခွန်နဲ့ break ခွန်နဲ့ကိုလေး break ခွန်နဲ့ဟိုဘက်ကခွန်ဒီဘက်ကနင်းနဲ့ခွန်နဲ့နဲ့ခွန်နောက်တစ်ခုကခွန်ခွန်မေးနော်နောက်ကျတုံညာနဲ့ဆိုတုံညာကိုတုံညာလေးနက္ခဘာဘီနင်းနေလေပေါ့ဗျာ ခုံခုံပါပြီတုံညာကိုတုံညာလေးပါပြီโอเคဒီငါးခွက်တိုင်နေတိုင်နေတိုင်နေတိုင်ထိုးပါလေအဲ့ဒါလာပြောတာဗျာနော်ကျွန်တော်ပါလဲနောက်တစ်ခုပြောချင်တာအဲ့လိုမျိုးဆိုရင်ခွန်တူတာကိုကျွန်တော်ယူထားလို့မဟုတ်ဘူးเนาะကျွန်တော်အလို့ဆိုတော့အဲခွန်ခွန်ကိုကျွန်တော် ပြီးတော့တုံညာကိုထပ်ယူပြီးခုံ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 ကိုနောက်ကိုအရန်ထဲမှာထားတယ်အပူမှုလို့လည်းပါတယ်ဘာဖြစ်လို့လဲဒီမှာဒီနေ့ရတော့မှာ6 9ဆိုတဲ့ကဏ္ဍ6 9ကဏ္ဍထွက် နော်ဒီနေ့တော့မှဒီ6 9ကျတန်းထက်မယ်နော်6ထက်တယ်ဟုတ်ပြီနော်ဒီနေ့တော့မှလည်း6 9ဆိုကဏ္ဍထက်မယ်ဒီမှာဘလား6ထက်တယ်6ထက်တယ်โอเคဒီနေ့တော့မှ6 9ဆိုတဲ့အချင်းထက်မယ်ထက်လာဒီမှာ9ထက်တယ်ဒီမှာ9ထက်ဒီမှာ6ထက်တယ်ဒီနေ့တော့မှ6 9ဆိုတဲ့အချင်းထက်မယ်ဒီမှာ6ထက်တယ် ဒီနေ့တော့6 9အချိန်ထွက်ဒီမှာ6ထွက်တယ်6ထွက်အဲ့တော့ဒီနေ့အတွက်မှာ6 9ချင်းထွက်မှာထွက်လာဒီမှာ6ထွက်တယ်6ထွက်တယ်9ထွက်တယ်ဟုတ်ပြီဒီနေ့အတွက်မှာ6 9ထွက်မှာဒီမှာဒီမှာ9ထွက်တယ်6ထွက်တယ်ဒီနေ့အတွက်မှာ6 9ဆိုတာထွက်မှာဒီမှာ9ထွက်တယ်ဒါဆိုရင်ဒီနေ့အတွက်မှာ6 9ဆိုရကနထွက်ခဲ့မယ်ဆိုရင်9ကိုကျွန်တော်မင်းတင်ထားတယ်ဗျအဲ့ဒါကြောင့်မို့နော် ဟိုဘက်ကြောင်းပြန်ပြန်လက်တညာကိုရှယ်တကရှယ် main အနေနဲ့ထက်ထဲပေါ့ဗျာเนาะဒါ6ကိုဆိုတဲ့အချိန်ကဒါဒါတူအောင်ဒါကလေးကလေးကလေးွက်ပေါ့ဗျာเนาะနေ့ရက်တော့မှာ6ကို6ကိုဟိုဟိုဟိုအပေါ်တီတီထွက်တယ်เนาะနေ့ရက်တော့မှာ6ကိုဒီမှာလဲ6ကိုဟိုနေ့ရက်တော့မှာလဲ6ကိုထွက်တယ်တောက်လျှောက်ထွက်တယ်ဒါကြောင့်နေ့နေ့ရက်တော့မှာ6ကိုတလုံးအနေနဲ့အကိုင်းပြီးတော့ပရိတ်အနေနဲ့တောင်းဆိုလို့ရတယ်ဟုတ်ပြီเนาะဟုတ်ပြီအဲ့ဒါလေးလာပြီးချင်းကိုလို့ အန္တနာကိုကုံတယ်ဆိုပြီးပြောနေမှာဆိုတော့ခမင်းများလေးပြောလိုက်တာเนาะကဲအားလုံးပဲဒါပါပဲเนาะခုနှစ်ဒါအားထုတ်ရမှာเนาะအားထုတ်ရမှာချင်းဒီဘိုးတော့ဟုတ်ပြီအင်းအဲခုခုနှစ်နှစ်နှစ်ကိုနောက်ဆုံးမှထားပြန်ဒီတုံညာလေးလေးရစကန်ပေါ့ဗျာเนาะတုံညာလေးရစကန်နှစ်နှစ်ခုခုကအရန်အဲ၃ခုခုနှစ်တုံညာကိုမင်းတုံညာလေးရအရန်စကန် နည်းနည်းခုံခုံရမ်းအဲ့လိုတော့လုပ်တယ်နော်ကဲအားလုံးပဲဒီမှာချပြီးတော့နော်အားလုံးပဲကျမ်းမှာချက်နာပါစေခြေကိုလိုရေอืมအဲ့ဒါဒီလိုတကွက်ပဲထိုးကျင်နေဆိုရင်လာပြီးတော့နော်အဲ့ခုံနှစ်ကိုနောက်ပို့လိုက်ပါဟောခုံနှစ်ကိုနောက်ပို့လိုက်ဒါကိုစကန်လို့ပြောလိုက်တကွက်ပဲထိုးကျင်နေဆိုတော့ပေါ့ရှိသေးတယ်နော်လူက sorry ပဲကျွန်တော်အကောင်လေးပါရှောက်ချက် အကောင်ဆုံးဒီကောင်ဟိုကောင်အဲ့လိုမျိုးပြောချင်တာပါနန်းနန်းစားအနေနဲ့ပြောချင်တာနော်ဟိုမမ့်မဲ့ရိုင်းရိုင်းဟိုကောင်တွေလူအဲ့လိုမျိုးပြောချင်တာမဟုတ်ပါဘူးအဲကျွန်တော်ကွန်ပျူတာဓမ္မတွေကဒီကောင်ဘယ်လိုလှုပ်လိုက်မှာပါအဲ့အဲ့လာကိုပြောတာလူတို့တဲ့တက်ရှိတက်တဝါတွေပြောတာမဟုတ်ဘူးနော်ဒါနန်းကိုစားအနေနဲ့ဒီကောင်ဘယ်လိုလှုပ်လိုက်မှာဟိုကောင်အဲ့လာမျိုးဆိုလိုတာပါနော်ရိုင်းနိုင်ရှင်ခုနကပါအချင်းကိုလို့ကဲအားလုံးပဲကျမ်းစာကျမ်းစာချမ်းသာပါစေနော်ကဲအားလုံး